မိမယံထုံးမိယံထုံးရရာဥစားပေးပါမယ်ဆိုမဲ့တကယ်တကယ် feedback က online မှာရောက်တဲ့အချိန်မှာအမောင်ယံထိုးဆိုတာကိုဟိုဝေဖန်ကြပါတော့ဝေဖန်ကြပါတော့ဝေဖန်တဲ့အချိန်မှာတော့ဂျိုးကိုချစ်တဲ့ audience ကကြတော့အဲမင်းပေါ့ကိုညီမအရွယ်လေးကိုအဲ့လိုဒီလိုနာမည်နဲ့ရှင်းဆိုစရာလားဗာညာပေါ့နော်အဲ့လိုမြတ်တရားရှိခဲ့ဒီအချိန်မှာတော့ဒါလေးကဟာတာပေါ့လေတကယ်တကယ်တော့မောင်ယံထိုးဆိုပြီးရေးထားပါတော့မောင်ယံထိုးဆိုဘာထိုးရမှာလဲမသိတော့အဲ့တခုတော့ထည့်ဆိုမောင်ယံလက်မှတ်ထိုးပေါ့နော်ဒါပေမဲ့တကယ်တကယ်တချင်းလေးကိုနားထောင်လိုက်တဲ့အချိန်မှာအရန်ချစ်ဖို့ကောင်းတာတော်လေးဝါချွတ်တဲ့အချိန်မှာ အဲစင်ကြီးမောင်နှံတွေကိုဟိုဂရိသစ္စာလက်မှတ်ထိုးတဲ့အကြောင်းကိုရေးထားရတော့လေစာသားစကလုံးလေးကရန်ကောင်းတော့အဲမောင်ရင်ထိုးဆိုတဲ့ဟာကြီးကိုကိုရာတိတ်အာယုံမရောက်တော့ဘဲနဲ့ဒီစာသားစကလုံးပေါ်အာယုံထားပြီးတော့နှစ်ယောက်ဆူလိုက်ကြရဲ့ချင်းလေးမောင်ရင်ထိုးမောင်ရင်ထိုးမောင်ရင်လက်မထိုးဖို့ခွဲတမျိုးတော့တမျိုးဖြစ်နေတာပါလို့ဒါပေမဲ့ဒါပေမဲ့ကျွန်တော်ကအဲ့တချင်းကအမှန်တမ်းပြောရရင်တော့ကျွန်တော်ရဲ့တငယ်ချင်းတယောက်ကိုပေါ့နော်ကျွန်တော်မိတ်ချီလာတငယ်ချင်းတယောက်ကိုဝေကြီးကလက်ဖွဲ့တဲ့ အဒီမင်္ဂလာသွားတာကိုဇနီးမောင်နဲ့အတွက်လက်ဖွဲ့ပြီးဆိုတာပေါ့ official travel အထိဒီဝင်လာတာမဟုတ်အဲ့နေအတွက်လည်းပဲလုပ်ထားဆိုတော့အဲကျွန်တော်အိုက်စိတ်လေးနဲ့ပဲအဲ့တုန်းကတော့ဆိုဖြစ်တာဒါပေမဲ့နောက်ပိုင်းကျတော့မှတချင်းလေးရတယ်ချစ်စရာကောင်းတယ်ပြီးတော့တခြားသောဒီလိုချစ်စရာကောင်းတဲ့အစုံတွဲတွေအတွက်လည်းဒါအဟိုဘယ်လိုပြောမလဲရည်ညွှန်းစေရဲဆိုတော့ဘောနော်အဲ့အားနဲ့ဆိုဖြစ်သွားဒီနေ့ကတော့ဒါကျွန်တော်ရဲ့ SP jam ပေါ့နော် quality ဘိုင်းမှာသူပြောကြမလို့တဲ့တင့်တယ်ရတနာတွေရောချသွားမယ်ပေါ့နော် SP Jam ရဲ့ဒါ promotion အစီအစဉ်အဲသူဒါတောင်ကြီးမြို့မှာပြုလုပ်တာပေါ့နော်ဆိုတော့အဲဇေယောင်းပွဲကိုတော့3ရက်4ရက်5ရက်နော်ဟုတ်3ရက်ကို Jasmine လိုမျိုး Jasmine မှာလုပ်မှာ entertainment အနေနဲ့ကတော့ Gorilla City Square မှာအဲဒီနေ့2ရက်နေ့ရေပြောမယ်3ရက်နေ့ရေပေါ့နော်2ရက်တိုင်းကျင်းပသွားမယ်လို့သိရပါတယ်ကျွန်တော်ဒီဒီနေ့ကတော့ဒါ SP Jam စင်ဟော ကုန်ယူဆရာကောင်းတဲ့ပွဲမှာပေါ့နော်ဖြုတ်ပြင်းနေနေပါရပေါ့ဒါပေမဲ့ကျွန်တော်တို့ကဒီ SP ဆိုရင်ဒါဘက်ဂရီလည်းအားလုံးကလည်းသိပြီးသားပေါ့နော်ဆော်ဘက်ဂရီမာကတ်ကကျွန်တော်တို့မောင်နှမတွေကိုအမြဲတမ်းလက်တွဲခေါ်ပြီးတယ်အမြဲတမ်းဖိတ်ခေါ်ပြီးတယ်ပွဲပွဲတိုင်းပေါ့နော်ဆိုတော့အခုဒီခုလည်း SP Chance မှာအာဒီကိုပြောပြောလို့ပဲအဲ quality ရေးသွေးအရင်အဆင်မီရဲ့ဒီ SP မှာလာပြီးတော့ဖြုတ်ရင်းနေနေ ဟိုပေါင်ဝင်ရရပွဲလေးဖြစ်ပါရဲ့ခင်ဗျအဲ့တိတ်ပြောဟိုတွေ့နေကြတာဟာမဟုတ်ဘူးလေတော်တမူထူချမ်းနေရဲခန်းစားချက်လေးရရပေါ့ဟုတ်ကိုရိုင်းနေတော့အရန်ဝတ်တက်တဲ့လူတော့မဟုတ်ပေမဲ့ဒီအဲ့ဒီ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  black black out လေးဆိုတော့ကြိုက်တယ်သူဒီဇိုင်းလေးပေါ့လေအဲ့လိုမျိုးပေါ့အခုလေဟိုပုံမှန်ပေါ့ normal life မှာတော့ဒီလည်းဝိရဏနဲ့ပတ်သက်ရင်ရင်းနှီးတဲ့လူတွေမှမပါဘူးဒါပေမဲ့စိတ်ရှင်ရဏပွဲတွေတက်ဖြစ်တဲ့အခါကျတော့ဒါမျိုးလေးတွေကိုတို့ကတွေ့ရတယ်ဒီ experience လေးတွေရတယ်အဲ့ဒီမှာသူတို့ကြဒီ SP jump ကဒီလက်ဝိရဏတွေရဲ့ design ပေါ့နော်လက် လက်ရာကဟိုပြောမလဲ futuristic ဖြစ်နေခင်မိရေလို့เนาะခံစားရတော့ဟိုများသားဖြင့်ဒီကြောက်ကြောက်မြေရတနာတွေကြောက်တန်ပရမများတွေအဲဒီမျိုးဆေးရွှေရတနာတွေဆိုလို့ရှိရင်ယောက်ျားလေးတွေရအမြင်မှာလဲဝင်လိုက်လို့ဆိုလို့ရှိရင်ရှေးဥဆန်သွားမှာ boring ဖြစ်သွားမှာမလိုက်ဖက်မှာအဲ့လိုမျိုးစိုးရိမ်စိတ်ရှိကြတယ်ပေါ့เนาะဆိုတော့အခုဆင်မြန်းမိလိုက်တဲ့အချိန်ကျတော့လဲယောက်ျားလေးတွေနဲ့လဲလိုက်ဖက်တဲ့ design ပြီးတော့ခင်မိတဲ့ design ပြီးတော့လူကအဲ့လို ယိုးသွားတာမျိုးဤသွားတာမျိုး boring ဖြစ်သွားတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်အဲ့လိုမျိုးခစ်ရှိပြေးနေတဲ့ design မျိုးလေးတွေကိုတို့ SD ချမ်းမှာအများကြီးတွေ့ရပါတယ်မနက်ပြောရင်တော့ပိုင်းမှာပိုးဝါသနာပါခဲ့တယ်ပေါ့ဟိုအရှိပိုင်းမှာတော့ငါတိတ်ဟိုကိုလည်းနားမလဲရလဲပါတာပေါ့ဆိုတော့အရင်တော့တိတ်မရှိဘူးဒါပေမဲ့ဒီနောက်ပိုင်းမှာတော့ကွန်ပျူတာနဲ့ပြောဖြစ်တယ်ပြီးတော့အဲဟိုကိုအတီမစ်စရီဇီကနေပြောပဲဖြစ်ဖြစ်ပေါ့အဲ့လိုဝယ်စုဖြစ်တာနေပေါ့ကိုနိုင်တဲ့လောက်လေးပေါ့တည်တည်လေးရှုဖြစ်ပါတယ်ဟုတ်ကိုပြပိုးစုစူးစားစေပါကိုနိုင်ပေါ့နော်လာရောက်အားပေးတဲ့အဲလူတွေပို့ပြီးတော့ န်စားမယ်ခန်စား권တွေပေါ့နော်အဲပြီးတော့ဟိုဟိုထားလိုက်တန်တန်ကျွန်တော်တို့ဒါရေသွေးရောလက်ရရော plus ပေါ့နော်ဝယ်လိုက်ရင်တန်ရတန်တန်နေလို့ထင်သွားမယ်ထားလိုက်တန်တန်ဈေးနှုန်းသားတွေနဲ့ရောက်ချသွားမှာဖြစ်ပါတယ်အဲ့တော့ကြအားလုံးပေါ့အဓိကဒီတောင်ကြီးဒီ cherry မြေမှာရောက်နေတဲ့ base တွေအားလုံးဖိတ်ခေါ်ပေးပါတယ်တောင်ကြီးကတော့အမှန်ပြောရရင်ဟိုဖြစ်နေကိုနေခြင်းနဲ့မြို့လေးတစ်မြို့ထဲမှာပါတယ်ပေါ့နော်ဆိုတော့သူ့ရဲ့အေးလာတဲ့လေလေငွေလေးတွေနဲ့ပြီးတော့ဒီမြင်ရတဲ့ရှုခင်းကတော်တော်လေးဟို ဟိုစိတ်ထဲမှာ healing ဖြစ်တယ်ပေါ့နော်ကို retreat ပြန်ပေးနိုင်တဲ့ရာသီဟိုရာသီဥတုလေးဖြစ်တယ်ပြောဆိုပြင်ဦးနေသူဆိုတော့နော် vibe ကလည်းနည်းနည်းခက်စင်စင်ပြန်ဟုတ်တယ်စင်မင်းမဲကိုသူကတမျိုးစီလေးပေါ့အဲ့ဒီတော့တမျိုးစီ vibe ပေးရအောင်မိုက်တယ်ဟုတ်စင်လေးကတော့ဒီဖြစ်နိုင်တော့တဲ့တန်ရုံးစင်ဆိုစင်လေးဆောင်းဝင်သေးလေးပါတကယ်တကယ်တော့ကျွန်တော်19 grade ကကန်ဒီတာအဲ့တော့ကျွန်တော်တို့ဆိုဒီစင်နေကြာခဏခဏကြာပြီးလွတ်တော်ရနေတဲ့စင်လေးဒါပေမဲ့တကယ်ထွက်လာတာကတော့ခုမှပေါ့နော်ဒါကတော့ဇုံဝင်သေးဆိုတော့စကားယုံတင်မှပဲ ်အဲကိုတို့လည်း official ကြေညာခွင့်ရှိတာဆိုတော့လေဟိုမျောတော့မျောလင်းထားဘူးဘာလို့လဲဆိုတော့ကိုကိုရိုင်းကလည်းအရန်ကြာနေပြီဖြစ်တဲ့အတွက်ဒီစင်းပေါ်မှာအရန်မျောလင်းချက်ကြီးမရှိဘူးအဲဒါပေမဲ့တကယ်ထွက်လာတဲ့အချိန်ကျတော့လေကိုတင်ထားတဲ့ page လေးကနေပဲအားလုံးက like and share လုပ်ပေးတယ်နားထောင်ပေးတယ် comment နေပေးတယ်ဝိုင်းကြည့်ပေးကြရပေါ့နော်ဆိုတော့အခုအတွက်အမှတ်ရစံချိန်လေးတစ်ခုလည်းရရတဲ့အတွက်ဝမ်းသာပါတယ်စင်းတစ်ပုတ်တိုင်းတစ်ပုတ်တိုင်းမှာတော့ကိုတို့အားလုံးကအားရဲ့ အဲတမတ်စိတ်လေးတွေကတော့ဟိုဆန်လုံးစပေါ့နော် beginning ပေါ့ဘလို့ဘလို့ဘလို့ဖြစ်မလဲမသိဘူးဆိုရင်မျောလေးချက်လေးတွေပါလာတယ်ဆိုတော့လေအဲဒီလို feedback လေးတွေပေးတဲ့အတွက်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ချင်းတိုင်းမှာတော့ရှိပါတယ်အဲဒီတော့အခုနောက်ပိုင်းကိုရိုချင်းလေးဆိုရင်ကျော်နဲ့လည်းအဲ့လိုပြောရင်းဆိုရင်းနဲ့ပေါ့နော်ဟိုတော့တယောက်ကလည်းအမြဲတမ်းပွဲတတော်များများကိုတွဲပြီးတော့သွားရတာမျိုးခွင့်ခွင့်ရေးလေးတွေရတဲ့အခါဒီတိုင်းမဆိုတော့ဘဲနဲ့အဲ့လိုချင်းချောင်းလေးတွေပြောပြတယ်ချင်းနဲ့ပတ်သက်တဲ့ညာစွင်လေးတွေပေါ့နော်ဟိုတချို့အားတွေကလိုတိုရှင်းလေးပေါ့နော်တချို့အားလေးကြတော့လေကိုရိုးပဲတိလိုက်တာ အောက်က audience အခုမှတွေ့ဘူးတဲ့ audience ကကြတော့တချင်းကိုနားထောင်ရတာပဲရှိပြီတချင်းကြောင့်မသိရတဲ့အခါပြောပြခွင့်ရရင်တော့တို့အများနဲ့ပြောပြရပြောပြတဲ့အခါပိုစိတ်ဝင်စားမှုတိုးတာပေါ့နော်တချင်းလေးကိုဒီတိုင်းနားထောင်ရတာတဲ့ဆိုင်နဲ့ပို့ပြီးတော့စိတ်ဝင်စားကြဟုတ်အသေးခွေဧည့်သည်ကတော့တကယ်တကယ်တော့အခုရဲ့ဒီဝင်းကြီးနဲ့ကိုနဲ့ပထမဒီခုနပြောတဲ့မဖြစ်နိုင်တော့တန်ရုံးစင်ဆိုဝင်းကြီးပေါ့နော်အဲ့တော့ဝင်းကြီးဂျူဟာသူပြည့်စုံဆိုတဲ့ဒီ connection လေးကတော့ကိုရောဟိုခီးတော်တော်ခီးရောက်ခဲ့တဲ့ ်ဂီတာခီးတော်တော်ရောက်ခဲ့တဲ့အနေထားလေးရှိခဲ့တာပေါ့နော်ဆိုတော့အသေးခွဲအသေးကတော့မတ်တရပြောရင်တော့ဝင်းကြီးနဲ့ပထမဦးဆုံးတွေ့ခဲ့တဲ့အချင်းလေးပဲကို့ဘွားမှာလေအဲဝင်းကြီးကကို့ကိုစပြီးတော့ကမ်းလှမ်းတယ်သူ့အိမ်သွားတယ်သူ့အချင်းလေးတွေဖွင့်ပြတယ်အဲ့ဒီနေရာမှာပထမဦးဆုံးဖွင့်ပြတဲ့အချင်းကအသေးခွဲအသေးပထမဦးဆုံးယူလာပြတဲ့အချင်းလေးကလည်းအသေးခွဲအသေးပြောရရင်တချင်းလေးရဲ့ဟိုအောက်ကမ်းလေးအနေနဲ့ကြတော့ဟိုသူတငယ်ချင်းလိုမျိုးပဲသူကလေဟိုတချင်းလေးကိုကိုရောဟိုဘယ်လိုမှမလဲ official မဟုတ်ဘူးဒီ fan meeting လေးတစ်ခုမှာ guitar လေးနဲ့ TV ဆိုပြလိုက်တဲ့ video clip လေးက အဒီနေ့ညမှာတက်သွားတယ်ညအိတ်သွားတယ်မနေ့မိုးလင်းတဲ့အချိန်မှာအဲ့လို million viewer ရနေတာပေါ့နော်ကြားနေတော့အဲ့ဒီ feedback လေးနဲ့ပထမဆုံးဟိုဝိန်းနဲ့ဆုံတွေ့ခွင့်ရတဲ့အမှတ်ပြလေးရှိခဲ့တယ်ဒါကတော့အသေးကွဲဧည့်တယ်ပေါ့နော်ဆိုတော့ jewel နဲ့ကတော့ခဏခဏဆုံတဲ့က jewel နဲ့ဆုံတဲ့ဆင်းနေမှာတော့အမှတ်ပြတွေကများပါတယ်ဘလို့ဟာတာအနေနဲ့ဆိုတော့ဝေကြီးပဲအဲ့ဒါမောင်ရင်လက်မှတ်ထိုးဆိုတဲ့ချင်းတညနဲ့ရေးလိုက်တာပေါ့နော်မောင်ရင်လည်းမတူတူအဲ့သူကတကယ်တကယ်တော့မောင်ရင်ထိုးဆိုပဲရေးထားပါတော့မောင်ရင်ထိုးဆိုဘာထိုးရမှာလဲမသိတော့ အဲ့တခုတော့ထည့်ဆိုမောင်ရင်လက်မှတ်ထိုးပေါ့နော်ဒါပေမဲ့တကယ်တကယ်တချင်းလေးကိုနားထောင်လိုက်တဲ့အချိန်မှာအရန်ချစ်ဖို့ကောင်းတာသူကလေဝါချွတ်တဲ့အချိန်မှာအစင်းကြီးမောင်နှံနေကိုဟိုဂရီတစ္ဆာလက်မှတ်ထိုးတဲ့အကြောင်းကိုရေးထားရတော့လေစာသားစကလုံးလေးကအရန်ကောင်းတော့အဲ့မောင်ရင်ထိုးဆိုတဲ့ဟာကြီးကိုကိုရာတိတ်အာယုံမရောက်တော့ဘဲနဲ့ဒီစာသားစကလုံးပေါ်အာယုံထားပြီးတော့နှစ်ယောက်ဆူလိုက်ကြတယ်အချင်းလေးဆိုမဲ့တကယ်တကယ် feedback က online မှာရောက်တဲ့အချိန်မှာအမောင်ရင်ထိုးဆိုတာကိုဟိုဝေဖန်ကြပါတော့ဝေဖန်ကြပါတော့ဝေဖန်တဲ့အချိန်မှာတော့ဂျိုးကိုချစ်တဲ့ audience ကကြတော့ အဲမင်းပေါ့ကိုညီမအရွယ်လေးကိုအဲ့လိုဒီလိုနာမည်နဲ့ရှင်းဆိုစရာလားဗာညာပေါ့နော်အဲ့လိုမြတ်တရားရှိခဲ့ဒီချိန်မှာတော့ဒါလေးကဟာတာပေါ့လေနာမည်အဲ့တော့ကတော့ကိုကရှင်းစာသားစကလုံးကိုဟိုအာယုံထားလိုက်တာ တော့ဟိုဘက်နာမည်ပေါ်မှာအခုတော့တိတ်အာရုံမရှိလိုက်ဘူးလို့ဖြစ်တော့တစ်မျိုးတော့တစ်မျိုးဖြစ်နေတာပါတော့လေဒါပေမဲ့ကျွန်တော်ကအဲ့တချင်းကအမှန်တမ်းပြောရင်တော့ကျွန်တော်ရဲ့တငယ်ချင်းတယောက်ကိုပေါ့နော်ကျွန်တော်မိထီလာတငယ်ချင်းတယောက်ကိုဝေကြီးကလက်ဖွဲ့တဲ့ဒီမိလာသွားတာကိုစနီးမောင်နဲ့အတွက်လက်ဖွဲ့ပြီးတော့ဆိုတာပေါ့ official ထွက်ဖို့အထိဒီရွေးထားတာမဟုတ်အဲ့နေ့အတွက်လည်းပဲလုပ်ထားဆိုတော့ကျွန်တော်ကအဲ့စိတ်လေးနဲ့ပဲအဲ့လုံကတော့ဆိုးဖြစ်တာဒါပေမဲ့နောက်ပိုင်းကျတော့မှတချင်းတွေကလည်းချစ်စရာကောင်းတယ်ပြီးတော့တခြားသောဒီလိုချစ်စရာကောင်းတဲ့အစုံတွဲတွေအတွက်လည်းဒါက အဟိုဘယ်လိုမလဲရည်ညွှန်းစေရဆိုတော့ဘောနော်အဲ့ဒါနဲ့ဆိုဖြစ်သွားတာဟုတ်ဟော SP ကိုဒီ SP James ကိုလာရောက်ပြီးတော့အပေးကြရဲဈေးဝယ်တဲ့ဒီကအတောင်ကြီးကခြေရမိတ်ဆွေကြီးဘောနော်အဒီကျွန်တော်ဒီ3 4 5ဘောနော်ဒီ Jasmine Hotel မှာကျွန်တော် SP James ရဲ့ထိုက်ထိုက်တန်တန်ရောင်းချပေးမဲ့အဒီ အဂျူလရီတွေကိုလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်ပြီးတော့ဖြော်ပြီးအစီအစဉ်လေးနဲ့လည်းဒီနေ့နှစ်ရက်နေနဲ့သုံးရက်နေနဲ့ရှိပါမယ်လို့အချိန်လေးရလို့ရှိရင်ချင်းလေးတွေကိုအေဂျင်စာနဲ့လာရောက်နှာထောင်ပေးပါအောင်လို့ပြောချင်ပါတယ်ခင်ဗျဟုတ်တယ်အခုလိုဒီလိုနေ့လည်ကင်းလေးမှာတော့မှာပဲအခုဆိုရင်အားပေးဖို့ရောက်နေတဲ့မိတ်ဆွေတွေကအများကြီးရှိနေပြီပေါ့နော်ဆိုတော့ဟိုတချင်းလေးနားထောင်ရင်းနဲ့တနေ့တာမော်ဘန်လေးတွေလည်းပြည်နိုင်ပါစေကျွန်တော်တို့တချင်းလေးတွေကပေါ့နော်မော်ဘန်ကိုပြည်နိုင်ပါစေပြည်ပနိုင်ပါစေလို့အဲဆူတောင်းရင်းနဲ့ SP jump စတဲ့ဒိုးပြီးတော့အောင်မြင်ပါစေလို့ဒီအစီအစဉ်ကနေဆူတောင်းပေးလိုက်ပါတယ်